ားလုံးတို့ကိုတာလီစားပါ Livery Appan ရဲ့အပတ်စဉ်ရခိုင်သတင်းများအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမနေနေပါ။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေကမူဆလင်တွေကို နိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကို340နှုံးနဲ့ပြည်သူစစ်တပ်ရင်းတွေစီကိုပို့ဆောင်နေတဲ့သတင်းအရခတတော်ဖန်စီထားတဲ့စစ်တုံးပန်းတထောင်ကျော်ကိုပြန်လှုပ်ပေးလိုက်ပြီဆိုတဲ့သတင်း ကျောက်ဖြူမင်းတပ်တောင်းနဲ့စက်မှုလက်မှုတင်နန်းကြောင်းကို ULAA ကတိမ့်ပိုက်ထားတဲ့သတင်းနဲ့အတူရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေနိုင်တဲ့ငလျင်ရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တဲ့ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါရခိုင်ပြည်စစ်တွေမြို့နယ်တွေကမူဆလင်တွေကိုနိုင်ငံခြားပို့ပေးမယ်ဆိုပြီးတော့တဦးကိုသိန်း40နှုန်းနဲ့ခေါ်ပြီးပြည်သူစစ်တပ်ရင်းတွေကိုထည့်သွင်းနေတယ်လို့သတင်းရရှိပါတယ်စစ်ကောင်စီဟာ ဒေသအတွင်းကခရိုနီလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့စစ်တွေမျိုးနယ်တဲကမူဆလင်တွေကိုမလေးရှားကိုပို့ပေးမယ်ဆိုပြီးရန်ကုန်ကိုတတုပ်ပြီးတတုပ်ခေါ်သွားတယ်လို့ဒေသခံသတင်းအရင်းမြစ်တွေစီကသိရပါဗျ။ရန်ကုန်ကနေကုန်ပစ္စည်းလာပို့တဲ့တင်မော်တွေနဲ့တင်သွားတာပါ။မူဆလင်တွေကစစ်ကောင်စီနဲ့ပဏံတင်တဲ့မူဆလင်ခရိုနီတွေကဥဆောင်ပြီးတော့သူတို့အရှင်းရှင်းလူစုပါတယ်။တယောက်ကိုသိန်း၄၀တောင်းနဲ့မလေးရှားကိုခေါ်မယ်ဆိုပြီးအယုံသွင်းပါတယ်လို့သတင်းအရင်းမြစ်ကပြောပါဗျ။ ကုန်တင်သင်းမောတစ်ခောက်ကို390ကနေ380ကြားခေါ်ယူနေတာဖြစ်ပြီးတော့စစ်တွေမျိုးကယာနဲ့ရှိတဲ့မူစနင်လူငယ်တွေဟာငွေကြေးလဲစုံတဲ့အပြင်စစ်တင်နှန်းစီကိုတွားရောက်နေကြရတာဖြစ်ပါတယ်။နိုင်ငံရှားသွားမယ်ဆိုတော့ပတ်စံဘလောက်ပေးရပေးရထွက်တာပါပဲ။ဒါပေမဲ့ရန်ကုန်စိတ်ကန်းကိုရောက်တာနဲ့သူတို့ကားတွေနဲ့အစင်သင့်အဲ့ဒီနားမှာလုံခြုံရေးချထားပြီးတော့စောင့်နေတယ်။ဘယ်ကမှမတွားရဘူး။သူတို့ခေါ်တဲ့နောက်ကိုလိုက်တွားရတယ် စက်မှုထမ်းမှုခေါ်ခံရတယ်လို့ပဲသိလိုက်ပြီးတော့အဆက်သွယ်မရတော့ဘူးလို့စူးစမ်းခံရသူရဲ့မိသားစုဝင်ကပြောပါတယ်။စစ်တွင်မြို့အောင်မင်္ဂလာရက်ကွက်၊မကြီးမြိုင်ရက်ကွက်၊ကတဲ့ရက်ကွက်၊ဘူးမီရက်ကွက်နဲ့မြို့အနီးမူဆလင်ကျေးရွာတွေကနိုင်ငံခြားထွက်လို့တဲ့မူဆလင်တွေကိုတင်သွင်းပြီးခေါ်ဆောင်နေတာဖြစ်ပါတယ်။စစ်တွင်မြို့ကကုန်တင်သင်းမောတွေနဲ့တင်ဆောင်သွားခံရတဲ့မူဆလင်တွေဟာ ရန်ကုန်မြို့ဒလစိတ်ကန်းကနေမင်္ဂလာတုံတက်ရင်နေစီကိုခေါ်ဆောင်ခံရပြီးတော့ပြည်သူစစ်တင်နန်းပေးခံရတယ်လို့သိရပါဗျ။စစ်ကောင်စီဟာစစ်တွေမြို့မှာရခိုင်လူမျိုးတွေကိုပြစ်မှတ်ထားစစ်ဆင်းနေတာဖြစ်ပြီးမွတ်စလင်လူမျိုးတွေကိုတော့အယုံသွင်းခိုင်းစေနေတာဖြစ်ပါတယ်။စစ်တွေစိတ်ကန်းကဝင်ရောက်လာတဲ့တင်မော်တွေကိုဂုံတင်ဂုံရှာခြင်းအပါအဝင်မွတ်စလင်လူငယ်တွေစုဝေးလုကန်နေတဲ့အလုပ်ကန်တွေကိုဖန်တီးပေးထားတယ်လို့လည်းဆိုပါရစေ စစ်ကောင်စီဟာပူတီတောင်မောင်တော်ဒေသတွေမှာနေထိုင်တဲ့မွတ်စလင်ဒေသခံတွေကိုလည်းစီရေးမှအသုံးချခဲ့ပါတယ်။ဒါ့အပြင်2024ခုနှစ်ကစစ်တွေမျိုးကမွတ်စလင်လူငယ်တွေကိုအရခတတော်အလိုမရှိကြောင်းအတင်းအကျပ်ဆန္ဒပြခိုင်းခဲ့ပါသေးတယ်။တရင်မှုမိသားစုတွေအပါအဝင်ထောင်ထဲရှိတဲ့စစ်သုံးပန်းမိသားစုဝင်တွေကို ULAA ကပြန်လှုပ်ပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါပါ။ မြောက်ဦးမင်းပြပူတီတော်မောင်တော်မြို့သိမ်းတိုက်ပွဲတွေကဖမ်းဆီးရမိထားတဲ့စစ်သုံးပန်းမိသားစုဝင် စုစုပေါင်းတထောင်ကျော်ကို ULAA ကလူငင်းချမ်းသာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ပြီးဖြစ်ပါတယ်။တစ်ဖက်မှာစကမ်းသိမ်းတိုက်ပွဲတွေနေ့စဉ်မပြတ်ဆင်နွှဲနေတဲ့အာရခတပ်တော်ဟာတစ်ဖက်မှာလည်းလူသားချင်းစာနာ ထောက်ထားမှုအရာစစ်သုံးပန်းမိသားစုဝင်တွေကိုစီစစ်ပြီးပြန်လွှတ်ပေးနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီမှာထိသိမ်းထားတဲ့ကာလတက်လျှောက်လုံးမှာအေးအေးတက်တော်ကနေပြီးတော့ကျွန်တော်တို့မိသားစုဝင်တွေအားလုံးကိုလူမှုရေး၊စာဝတ်နေရေး၊နောက်တစ်ခါကျန်းမာရေးအဲ့ဒါတွေကိုလည်းအဆက်ဆက်အရာလူစင်းလူတွေစင်းမရှိအောင်ထောက်ပံ့ပေးခဲ့ပြီးတော့တေချာကနေ့ site ပေးခဲ့တဲ့အတွက်မိသားစုဝင်တွေကိုစားကျွန်မကအထူးပဲကျေးဇူးတင်တယ်လို့ပြောကြားချင်ပါတယ်။နောက်တစ်ခုကျွန်မတို့တွေရဲ့စိတ်တက်တွေအရင်ကြတဲ့ခါမှာကျွန်တော်တို့ရှိတွေကိုလလာပြီးအားပေးတဲ့ဘူကြီးတွေ၊ရှိတောင်းတို့စာကျင်းတို့လက်သင်တွေတို့အော် လူတွေရဲ့နောက်တစ်ခါကျမတို့ကိုထိန်းသိမ်းပေးထားတဲ့တီရှူပေးခဲ့တဲ့ဆရာမတွေပေါ့နော်အေးတက်တော်ရဲ့စစ်မင်းဆရာမတွေကအတော်ကြီးအမလေးလို့ကိုယ့်ရဲ့ညီမအရွယ်ဆိုညီမအရွယ်လို့အမေရဲ့လို့အမေရဲ့လို့လည်းကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်အဲ့ဆရာမတွေကိုလည်းကျမဒီနေရာနေကျမရဲ့ မိသားစုဝင်ကိုကိုစားကျေးဇူးအရမ်းတင်ပါတယ်လို့ပြောတတ်တင်ပါတယ်အားလုံးအားလုံးကို အေးအေးတတော်မှရှိတဲ့ကြီးငယ်တွေရတယ်ဟိုးအောက်လက်ရဲဘော်စစ်မင်းတွေအကြီးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောတတ်တယ်မေလ18 19 20ညတွေမှာတော့မင်းပြပူတီတောင်မောင်တောနဲ့မြောက်ဦးကစစ်တုံးပန်းမိသားစုဝင်တွေကိုလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်သိမ်းတိုက်ပွဲဟာတနှစ်ကျော်ကာလကိုရောက်ရှိခဲ့ပြီးဖြစ်ပြီးဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာအာရခတတ်တော်ထိန်းသိမ်းမှုအောက်မှာနေထိုင်လာတာဆိုရင်နှစ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။လွတ်ပေးခဲ့တဲ့စည်ရင်းတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်။မြောက်ဦးမေ16ရက်နေ့မှာတော့184ရောက်မြောက်ဦး AB လမှာတော့313ရောက်ဘူးတီတော်မေ18မှာတော့314ရောက်မင်းပြမေ16မှာတော့225ရောက် မင်းပြ AB လာမှာတော့အယောက်190နဲ့မောင်တော်မေ16မှာတော့32ယောက်တို့ဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းဟာဆူနာမီဖြစ်စေတဲ့ငလင်တွေရဲ့အန္တရာယ်အရှိန်မရွေးကြရောက်နိုင်တယ်လို့ငလင်ပညာရှင်တွေကသတိပေးလိုက်ပါတယ်။ဒီကနေ့မေ16ရက်မနေ့တနားကြီးကျော်မှာရခိုင်ကမ်းရိုးတန်းရန်ပြေကျွန်းအနီးမှာပြင်းအား၅ဓာတ်သမတက်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးတော့ ဲ့ဒီငလင်ကိုပညာရှင်တွေကအခုလိုကောက်ချက်ရှာခဲ့ပါတယ်။အဲ့တော့ခုငလင်ကတော့သူကဟိုမြေအောက်သွားအနက်10ကီလိုမီတာနေလှုပ်တယ်ဆိုတာကိုတွေ့ရတယ်။ဆိုအဲ့ဒီနေရာကိုစင်ကာပူကလေကမ္ဘာမြေလေးလာစောင့်ကြည့်ရဖွယ်ဆိုတာရှိတယ်။ institute ကိုရှိတယ် art observatory of singapore ဆိုတော့ကျွန်တော်တို့ကလင်း committee တို့ပါလို့လည်းပူးပေါင်းပြီးတော့သူတည်တနာလုပ်ခုတယ်ဆိုတော့ ဗမာမြေထုချက်ရဲ့အောက်ကိုအိန္ဒိယမြေထုချက်စိုက်ဝင်ရင်းနဲ့ပေါ့လေဗမာမြေထုချက်ရဲ့ကိုယ်ထဲမှာအပေါ်မှာသူကနည်းနည်းလေးဆိုတော့အပေါ်ကိုပွားထွက်နေတဲ့ပြည့်ရည်လေးနှစ်ခုရှိတယ်။ဆိုတော့အရိယာတွေများလှုပ်ကြလို့ပြောရမလားပေါ့ယူဆတော့ယူဆရနိုင်တယ်ပေါ့နော်။မြေထုချက်နှစ်ခုတိုက်နေတဲ့နေရာတွေဟာငလင်ကျောတွေရဲ့အဓိကဗိုလ်ချက်နေရာတွေဖြစ်ပြီးတော့နှစ်ကာလကြာလာတဲ့အမျှတွန်းအားတွေစုပုံလာနိုင်တဲ့သဘောလေးဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။ဒီမီထူးချက်နှစ်ခုတိုက်နေတဲ့ plate boundary ပေါ့နော်။အဲချိစက်နားတစ်လျှောက်ကလည်းပဲဆူနာမီဖြစ်နိုင်တဲ့ငလျင်တွေလွတ်နိုင်တယ်။ဒါကြောင့်မလို့ဒီရခိုင်ကန်ယူတန်းတို့ကျွန်တော်တို့ပင်လယ်ကမ်းစပ်တွေပေါ့လေ။ Aori Delta တို့တနင်္သာရီတို့စသဖြင့်ဒီနေရာတွေဒီကျွန်တော်တို့ကဆူနာမီနဲ့ပတ်သက်တဲ့ဥရင်းတွေကတော့ဆူနာမီအန်ဒီရေပေါ့လေ။ရောင်းလေးရေဆိုင်ရာကိစ္စတွေကတော့ကျွန်တော်တို့ကပြင်ဆင်ဆောင်ရွက်ရမယ်။ အားလေးတော့ရှိတာပေါ့သတိထားကြမှာပေါ့နော်ကင်မရာဒေတာတစ်လျှောက်မှာနေတော့နေတဲ့လူတွေက2004တုန်းကလည်းဟိုကျွန်တော်တို့ကဟို effect ဖြစ်ထားမှုတယ်လေအဲဒီနေရာတွေမှာနော်ဆိုတော့ဒါသတိထားကြဟုတ်ကဲ့ဟုတ်ကဲ့မကြသေးခင်ကပဲစကိုင်းမန္တလေးမှာအင်အား9.9ပြင်းအားရှိတဲ့ငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက်မှာရခိုင်ကယောရန်ကအာရကငလျင်ကျောအပေါ်မှာလဲစိုးရိမ်မှုတွေရှိခဲ့ကြတာပါ ဒီအချိန်မှာပဲအင်အား9ဓာတ်သမတ်ရှိတဲ့ငလင်းတစ်ခုဟာရံပြေကျွန်းအနီးမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ငလင်းပညာရှင်တွေကတော့ရခိုင်ကမ်းရိုးတန်းဟာဆူနာမီအထူးသတိထားဖို့လိုတဲ့အကြောင်းကိုအခုလိုထပ်မံပြီးတော့သတိပေးထားပါတယ်။ကျွန်တော်တို့မကြခဏပြောလို့ရှိတယ်အိန္ဒိယမြေထူးချက်ကဗမာမြေထူးချက်ရဲ့အောက်ကိုသူစိုက်ဝင်နေတဲ့ဒါနော်တက်တူနဲ့ ဖြစ်စဉ်ပေါ့ဆိုတော့အဲ့ဒီအနာဆုံးမြေထုချက်နှစ်ခုတုံထိုးနေတဲ့ထိစပ်နေတဲ့နာဆုံးတစ်ခုရှိတယ်ဆိုတော့အဲ့ဒီဟာဒီရခိုင်ကမ်းလုံးပတ်မှာရှိနေတာပေါ့နော်ဆိုတော့တောင်ဘက်ကနေပြီးတော့ကျွန်တော်တို့ပြောမယ်ဆိုရင်အင်ဒိုနီးရှားလေအဲဆူမတရာကျွန်တော်တို့2004ပေါ့နော် Great Sumatra Archipelago ဆိုပြီးတော့ကျွန်တော်တို့ပါတော့ဆူနာမီဖြစ်ခဲ့တဲ့ ငလျင်လွတ်ခဲ့တယ်ဆိုတော့အဲ့ဒီကနေကျွန်တော်တို့ကမြန်မာနိုင်ငံဘက်ကိုသူဆက်လာတဲ့သဘောပေါ့အဲဆိုတဲ့အခါကျတော့မှန်လေ1962နှစ်အာရကန်အကွိတ်ဒီကျွန်တော်တို့ဆူနာမီဂျန်နစ်အကွိတ်ပေါ့နော်အဲဆူနာမီဖြစ်ခဲ့တဲ့နေရာတို့ပြောရမှာနော်ဆိုတော့အဲ့ဒီနေရာကတော့ဟိုကျွန်တော်တို့တကယ်ဟိုဟိုအရှိတောင်အာရှပေါ့လေဟိုအယ်ပိုက်ပါခေါ်မယ် ငလျင်ကျော်ရဲ့အလေးပိုင်းလူတော်ပြောလို့ရမယ်ထင်တယ်နော်လေဝရီ FM ရဲ့နေ့စဉ်ထူးခြားတဲ့ရခိုင်သတင်းတွေကိုအစင်မပြတ်နားဆင်နိုင်မှုအတွက်လေဝရီ FM Facebook, YouTube နဲ့ Website စာမျက်နှာတို့မှာလည်းနေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါပြီရှင်။